မော်တင်ဆုံးပွဲတော်ကာလာဖြစ်၍ခရယူကမ္မလက်မှုထယ်များအယောင်းသွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မော်တင်ဆုံးဖျားပွဲတော်ကာလဖြစ်တာကြောင့်ခယူကမလက်မှုထဲလက်ဆောင်ပစ္စည်းတွေအယောင်သွက်နေတယ်လို့လက်ဆောင်ပစ္စည်းရောင်းချသူတွေစီကသိရပါတယ်။အယောင်ဝတီတိုင်းဒေသကြီးငပူတော်မျိုးနဲ့ဟိုင်းချီချိုးမျိုးရှိစံတော်ရှင်မြတ်မော်တင်ဆုံးပွဲတော်ကိုဖေဖော်ဝါရီလ28ရက်ကနေမတ်လ23ရက်အထိ25ရက်အတိုင်းတိုင်းကျင်းပနေတာကြောင့်ဒေသဆောင်ကလာရောက်ကြတဲ့ဖျားဖူးတွေကဝယ်ယူနေကြလို့အယောင်သွက်နေတယ်လို့ဆိုပါတယ်။ မော်တင်ဆုံးပွဲတော်ကာလအတွင်းပင်လယ်ဒေသထွက်ခရူကမောင်လက်မှုထဲဈေးကွက်ရရှိမှုအခြေအနေနဲ့ပတ်သက်လို့ခရူကမောင်လက်ဆောင်ပစ္စည်းရောင်းချသူမတ်မီမီကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါထဲတို့ညီမတို့ရှေ့ရဟောပါခရူလေးတွေကိုအလှဆင်ပြီးတော့မီးဆိုင်လေးတွေလက်ပတ်ကလေးတွေကလေးကလေးတွေစဉ်ရကလေးတွေပေါ့အဲ့လိုအစုံပေါ့ဟုတ်ကဲ့အဲ့ဒါလေးလာရောက်လာပါရှင့်ခမောင်ရောင်းဝယ်ရတော့မစိုးပါဘူးရှင့်ဟုတ်ကဲ့ဟုတ်ကဲ့မစိုးပါဘူးရောင်းကောင်းပါလိမ့်ရှင့်ဟုတ် အဆိုပါခန်းစည်းလိုက်ကပါဝင်ခယူးနယ်ဆက်ဆက်ပြုလုပ်ထားတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းတွေနဲ့ပတ်သက်လို့မမီမီကအခုလိုဆက်ပြောပြထားပါသေး။ပါပါလေရှင်တခြားနေတစ်ဆင့်ပြောင်းဝဲတဲ့ဟာလည်းပါပါလေရှင်20နှစ်မျိုးရှိပါတယ်မျိုးမျိုးကအနည်းဆုံးတစ်ထောင်ကနေပြီးတော့ညီမတို့ရှင်မရှိတာ12000နဲ့ရှိပါလေအဆိုပါလက်မှုထဲထွေးရဲ့အဓိကကုန်ချမ်းဖြစ်တဲ့ခယူကမာထွေးကိုထော့ပင်လယ်ပြင်ကနေတဘာဝအတိုင်းရရှိနေတာကြောင့်ကုန်ချမ်းပေါများထဲလို့ဆိုပါတယ် ါပေမဲ့ဆက်ဆက်အသုံးပြုတဲ့ပစ္စည်းလေးတွေကတော့ဈေးမြင့်လာတဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်ရှင်။